ိုင်းနိုင်ငံကကမ္ဘောဒီးယားတိုက်ခိုက်ရေးဒရုန်းထင်းချုပ်ရေးစင်တာကိုဘုံကျဲတိုက်ခိုက်လက်ကြောင်းထိုင်းစစ်တပ်ကထုတ်ပြန်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဂျာဝင်စစ်ဆေးမှုနဲ့နိုင်ငံကြားအပြစ်ခတ်ရစဲခဲ့ပြီးတဲ့နောက်လအတော်ကြာမှာကုလိုတကြောပြန်တိုက်ပွဲထပ်ပြီးတော့ဖြစ်ပွားလာတာပါဥပ္ပန်ရချတာနီခရိုင်နီကမ္ဘောဒီးယားနိုင်ငံထဲကဒရုန်းကိုကဲထိန်းချုပ်ရေးစင်တာအဖြစ်အသုံးပြုနေတဲ့ကာစီနိုအဆောက်အဦးကို ထိုင်းဖိုက်တာဂျက်ကသွားပြီးတော့ဘုံကျဲခဲ့တာလို့စစ်တပ်ပြောခွင့်ရဗိုလ်ချုပ်ဝင်ထိုင်းစူရီကဒီဇင်ဘာ10ရက်နေ့မှာပြောပါတယ်ကမ္ဘောဒီးယားကထိုင်းနိုင်ငံကိုဒီဇင်ဘာ9ရက်တနင်္ဂနွေနေ့ကနေစပြီးတော့တိုက်ခိုက်တာဖြစ်ကြောင်းနဲ့ထိုင်းနေနဲ့ရွေးချယ်စရာမရှိဘဲပြန်လည်ခုခံရတာလို့လည်းဆိုပါတယ်ပြစ်ခတ်မှုကြောင့်ထိုင်းတပ်ဖွဲ့ဝင်တဦးသေဆုံးပြီးတော့10ဦးဒဏ်ရာရသွားတယ်လို့ပြောပါတယ်ကမ္ဘောဒီးယားကထိုင်းနိုင်ငံဘက်ကပြစ်ခတ်ရစေးကိုချိုးပေါက်တာလို့ဆွဆွဲပြီးတော့နိုင်ငံတကာကပြစ်တင်ရှုတ်ချဖို့လည်းတိုက်တွန်းပါတယ် ကမ္ဘောဒီးယားက၄ဦးတန်ရာရသွားတယ်လို့လည်းပြောပါတယ်။ဇူလိုင်လအတွင်းတုန်းကလည်းနှစ်နိုင်ငံ၅ရက်ကြာတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးအရက်သားနဲ့တပ်ဖွဲ့ဝင်ဒါဇင်နဲ့ချီတည်ဆုံးခဲ့တယ်လို့လူများပြနေအိမ်တွေကနေစွန့်ခွာတေးရှောင်ခဲ့ကြရပါတယ်။မိုင်900လောက်နေနမိတ်ချင်းထိဆက်နေတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကြား ပြင်သစ်ကိုလိုနီလက်ထက်1909ခုနှစ်ကနေမြေပိုင်ဆိုင်မှုဥပဒေနဲ့ပတ်သက်ပြီးတော့အငင်းပွားလာကြတော့ဟာ1962ခုနှစ်မှာတော့နိုင်ငံတကာတရားရုံးကကမ္ဘောဒီးယားကိုအနိုင်ပေးလိုက်ပြီးတော့2013ခုနှစ်မှာထပ်ပြီးတော့အတည်ပြုပေးခဲ့တာနဲ့ပတ်သက်လို့ထိုင်းလူထုအမျက်ဒေါသထွက်ခဲ့ကြပါတယ်။အဲဒီနောက်2008ကနေ2017ခုနှစ်ကြားမှာလဲတိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပွားခဲ့ပါသေးတယ်ကျွန်တော်ဆွေပါ။